ကျွန်တော်နှစ်ဦးကပြခဲ့တဲ့ကျွန်တော် live show တွေရှိပါတယ်။ရှာကြည့်ရင်ကျွန်တော်နှစ်စကြတဲ့အတိုင်းဖော်မွေးရှစ်ကိုးတွေနဲ့ဖော်မွေးဆိုတာသူကစားသွားပြီပေါ့ဗျာနော်။ကျွန်တော်တို့ဒါကတော့အပတ်စဉ် live ပြီးတော့ကျွန်တော် live show တွေအများတန်းကြည့်တဲ့သူတွေကတန်ဖိုးရှိမယ်ဆိုတာလေ။အာယုံဆိုင်ကြည့်မယ်ဆိုတာစိုက်များရင်လေကျွန်တော်ဒါကလောလောဆယ်ကျွန်တော်မြေခွက်ထက်ရောက်နေတော့ဗောနော်။ခြံခွက်ထက်ရောက်နေလေလောလောဆယ် ကလနာတွေကအိမ်မှာပေါ့ဒီမှာလေကျွန်တော်ဒီမှာပြောခဲ့ဘူးပါတယ်ဒီမှာရှေးပေါင်း2ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း4တွေမှာကျွန်တော်ပြောတယ်ဒီမှာရှေးပေါင်း2ကြောင့်အဲ့ဒီနေ့ထဲမှာ2ပါဝါဒီနေရာမှာကျွန်တော်ပြောခဲ့တာပေါ့ဗျာကလနာကဒီဟာပဲရှိတယ်အိမ်မှာကကျွန်တော်ခဏနေမှာလိုက်ပြန်လွှင့်မယ်ကျွန်တော်လိုက်ရှုပ်ကြည့်ပြီးတပတ်တစ်ကွက်ဖော်မွေးဆိုတစ်ကွက်ထဲထိုးရမှာအာရန်ယုံမဲ့တစ်ကွက်ထဲကျွန်တော်ရှစ်ကိုးရှိရွဲ့နဲ့လာမသိဘူးဗျာကျွန်တော်တည်ပင်းခဲ့တာ ကျွန်တော်ကလင်နာအိမ်မှာဖိုးရမှာတပတ်တကွက်ကိုအဲတကွက်ကောင်းကြိုက်တဲ့သူတွေကတပတ်တကွက်ဖော်မွေးပုံစံဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်လीဒီပရိနှမျိုးပေါင်းကိုကိုအဲ့ဒီကိုဟာရှစ်ကိုတရွဲနဲ့ဖြစ်ရမှာအဲအဲ့ဒါကသူကနှစ်ဦးလေးရှေ့ပေါင်းလေးကိုကျွန်တော်တို့ပေးခဲ့တယ်ငါးကက်စီးပေါ့ဒီအနီးကက်မှာငါးကက်စီးမှာလေးပါဝါပရိနှမျိုးပေါင်းကိုကိုရှစ်ကိုတရွဲနဲ့ဖြစ်ရမှာရှေ့ပေါင်း6ကြောင်သူကရှေ့ပေါင်း6ကြောင်6ပါဝါ1နဲ့တွဲပြီးတော့ဘရိတ်က9ကြောင် ငါးပါဝါသုံးညနဲ့သုံးညတစ်အတွဲနဲ့ဆိုပြီးတော့ကျွန်တော်ဒီနှစ်မှာရှေ့ပေါင်း6ပါဝါဗရိတ်နှမျိုးပေါင်းတစ်ဆိုပြီးတော့ဟောဒီမှာသုံးညလေးတစ်မှာဒီမှာလေဒီလိုဒီလိုကစားသွားတယ်ဗရိတ်နှမျိုးပေါင်းတစ်နဲ့အဲဒါဆိုရင်ကျွန်တော်ငါးကပ်ပေါ့ဗျာဒီမှာရှေ့ပေါင်း၄ကြောင်း၄ပါဝါဗရိတ်နှမျိုးပေါင်း9ကိုရှေ့ပေါင်း၄ကြောင်း၄ပါဝါ9လုံးပိုင်ရဲ့ဗရိတ်က3ဖြစ်လို့3ပါဝါ၈ရဲ့တွဲပြီးတော့9 8တွဲနဲ့ သူ့ရဲ့မြင်းကုန်ဒီပရိတ်နှမျိုးပေါင်းကိုကိုးဖိရမှာဆိုရင်ကျွန်တော်တို့ဒီနေရာမှာထိုးမဲ့ပရိတ်နှစ်ဆိုရင်ဒီနေရာမှာ190ဆိုပြီးတော့ပရိတ်နှမျိုးပေါင်းကိုးဖိအောင်ထိုးရမယ်ဟောဒီနေရာမှာမလာခဲ့ဘူးဆိုရင်ဒီနေရာမှာပရိတ်၃ရှိရတဲ့ဒီနေရာမှာပရိတ်6ဝင်ရမယ်19တွဲပရိတ်6ဆိုရင်169ဆိုပြီးကျွန်တော်တို့ထိုးရမယ်ဟုတ်လားဒီနေရာမှာမလာခဲ့သေးဘူးဆိုကျွန်တော်တို့ဒီနေရာမှာပရိတ်6ရှိရတဲ့ဒီနေရာမှာပရိတ်164ဆိုပြီးကျွန်တော်တဲပေးခဲ့တာအာရန်ဆိုပြီးတော့ကလင်နာအဟောင်းဆွဲပြီးသားတောင်ရှိပါတယ်နော်အဲ့ဒါက မန်ဘာထဲမှာတော့ကျွန်တော်တို့ကဒါအော်ဂျီစောင့်နေတာကိုတကယ်တမ်းကဒါကဟိုဒီနှစ်မှာ၈၉ခုလဲကြာနိုင်နေဆိုပြီးကျွန်တော်ဒီတောက်လျှောက်ဒီနှစ်ထဲမှာ၈၉တွဲနေဆိုပြီးကျွန်တော်ပြောခဲ့ဘူးလေဟုတ်လားတိတ်တော့မကြသေးပါဘူးလာလိုက်ရှိုးကြည့်တဲ့သူတွေအနေနဲ့ကဒီ public ကလူတွေရောကျွန်တော်အားလုံးကိုပြခဲ့တာနှစ်ဆမှာကတဲ့အတိုင်းဒီ break ရှေးပေါင်းလေးအောင်သွားကြတဲ့အတိုင်းမန်ဘာထဲမှာလဲခဏခဏပြောတယ်ဒီ public မှာလည်းကျွန်တော်စီရနာနဲ့ချပြပေးတယ်အဲ့ဒါကိုဖော်မွေးအနေနဲ့ဖော်ပြီးတော့မွေးတဲ့လူတွေကတော့ရှစ်ကိုလေးကိုတချို့တကွက်ကောင်းကြက်ပြီးဖော်မွေးကိုကြိုက်တဲ့လူတွေအတွက်ကြာရင်အောကြီးတော်မိသွားအောင်မယ်ကျွန်တော်အဲ့ဒီမှာရှစ်ကိုလေးကိုရှစ်ကိုရှည်ရွဲကိုဒဲ့တယ်ပြီးခဲ့ရလားမသိဘူးကိုရှစ်လားရှစ်ကိုလားမသိဘူးကျွန်တော်အိမ်မှာရှိရပေါ့ဗျာနော်အာအာတော့ရမ်းရမယ်ဆိုပြီးတော့ကျွန်တော်အကြိုက်ကိုတည်ပြီးခဲ့တယ်လိုက်ရှိုးမှာအချက်ကြည့်ရင်တော့သိပဲပေါ့ဗျာဘာဖြစ်လို့လဲဆိုရင် ကျွန်တော်ကကလင်တာကဟိုဘာဖြစ်မှာပေါ့နော်အခုကခြံတဲ့ခဏရောက်နေတဲ့ခြံအဲ့ဒါကြောင့်မလို့၈ကိုတွဲနဲ့ကိုစိတ်ထဲမှာတော့ရှိတယ်၈ကိုလေးဒီတစ်ပတ်ဆိုရင်ဖော်မွေးရင်၈ကိုလေးဒီမှာပြည့်ရှိရှိရတဲ့အတွက်ကြောင့်၈ကိုလေးကျိတ်3ဒီကကန်နေလဲဆိုင်နေဆိုတော့အဲ့ဒါသိသိချတယ်ဒီနေရာမှာရှိပြည့်ရှိရှိလို့ဒီနေရာမှာတိပရိဖြစ်အောင်၈ကိုတွဲကိုတိပရိဖြစ်အောင်၄ထည့်ပြီး၈ကိုလေးကိုပဲထိုးရမှာကျွန်တော်တို့ကဒီနေရာမှာ၈ကိုတွဲမကြလာခဲ့ဘူးဆိုရင်ဟောဒီမှာ ဒါ၈၉တွဲနဲ့ပဲဒီမှာဗရိတ်၆ရှိရတယ်ဒီနေရာမှာဗရိတ်၃ဝင်ရမှာဗရိတ်၃ကိုကျွန်တော်တို့က၈၉တွဲနဲ့ဆိုတော့၈၉၆ထိုးပြီးတော့ဒီနေရာမှာကျွန်တော်တို့က၈၉တွဲနဲ့ထိုးရမှာအခု၈၉လေးထွက်သွားတာပေါ့ဗျာဟုတ်လားအဲ့တော့ကလင်နာဆွဲပြီးသားတောင်ရှိပါတယ်ဒီကျွန်တော်လိုက်ရှိုးထဲမှာအဟောင်းနေတောင်ရှိမယ်ထင်တာပဲပေါ့နော်အဲ့ကြောင့်မလို့ဟို 3D ကကန်နဲ့လဲဆိုင်နေဗျာကန်နဲ့လဲဆိုင်နေဆိုတော့မ တယောက်နဲ့တယောက်ကမတူဘူးပေါ့ဗျဒီရှစ်ကိုလေးကကျွန်တော် ID live show ကကြီးစုသူများတယ်ရှစ်ကိုလေးကအနေနဲ့များပေါက်တော့ပေါက်ပါ number လဲအနေငယ်ပေါက်မလားဒါမှမဟုတ် public ကကျွန်တော်ရဲ့ 3D အမကန်ပြိသက်တွေပေါက်မလားရှစ်ကိုလေးကပေါက်ကိုပေါက်ပါဘာဖြစ်လို့လဲကျွန်တော်တေချာအဲ့တော့မှဖော်မွေးဖော်မွေးကအများဆုံးကငါးကတည်းကဖော်မွေးတွေကစောင့်လို့မရဘူးဖော်မွေးကိုထိုးရမယ်ဆိုတာပေါက်ကိုပေါက်လိုက်မယ်အနေစုပေါ့နော်ဒါက အခုတော့စောသေးတယ်မသိရသေးဘူးဘာလို့ဆိုရှစ်ကိုတစ်ထွဲကြမယ်အဲ့ဒါကလည်းကျွန်တော်ပြောခဲ့တယ်ဒီမှာသူအကျဉ်းကိုက်စနစ်ပဲလောက်သွားတော့ကျွန်တော်ရှစ်ကိုလေးစိတ်ထဲမှာရှိတယ်ဗျာရှိတာဒီမှာနှစ်နှစ်ဦးမှာခွန်ခွန်ရှည်ရွဲကြတာနှစ်ကပ်ပဲရှိတယ်နှစ်ကပ်ပဲရှိတဲ့အတွက်ကြောင့်သူကလည်းဒီတိုင်းပဲအဲ့လိုပုံစံမျိုးပဲလောက်သွားတာနှစ်ဦးမှာခွန်ခွန်ရှည်ရွဲကြတာကလင်နာတစ်မျိုးလုံးမှာနှစ်ကပ်ပဲရှိတာရှိပြီးတာနဲ့အဲ့ဒီခွန်ခွန်ဟာခွန်ပါဝါ၄ လေရှေးရှေးဘောင်းက၄ဖြစ်လို့ခုနှလုံးပေါင်းက၄ဖြစ်လို့၄ပါဝါ၉ပရိက္ခ၈ရှိဆိုတော့၈ပါဝါ၃နဲ့၉၃အတွဲနဲ့ကိုအဲ့ဒီနှစ်ထဲမှာရှေးပေါခုနှလုံးမှာရှေးပေါင်း၄၀၄ပါဝါ၉ဆိုပြီးဟောဒီမှာ၄ချိန်မှာပဲသူကချသွားတာဒီမြင်းကုံပေါင်းခြင်းကဒီမှာဗရိတ်ကိုဒီမှာဗရိတ်တုံညာနဲ့ဟာဗရိတ်နှမျိုးပေါင်း၉ဟာအဲ့ဒီနှစ်ဦးခွန်ခွန်ရှေးတွဲ၄ရဲ့၄ပါဝါဗရိတ်နှမျိုးပေါင်း၉ကို ရှေးပေါင်း၄ဦးပဲ၄ပါဝါကိုလုံးပိုင်တဲ့ဦးပရိတ်က၈ဖြစ်တော့၈ပါဝါ၃နဲ့တွဲပြီး၉၃၈တပတ်ကိုတကွဲတည်းချသွားတာဒီမှာအဲ့ဒီလိုပဲသူက၂ဦးမှဒီမှာခွန်ခွန်ရှေးတွဲကို၄ချိန်မှာပဲနှစ်ကက်စီးတွေကျွန်တော်တို့လိုက်တယ်ဆိုတာလေအဲကိုကဟိုဟာပေါ့ဗျာဟိုရွေးချယ်တဲ့နေရာမှာဟိုဟာဖြစ်တာပေါ့ရှေးပေါင်း၄ခွန်ခွန်ရှေးတွဲခွန်ခွန်ရှေးဘူးကြောင့်ရှေးပေါင်းက၄ဖြစ်လို့၄ပါဝါကိုပရိတ်က၃ဆိုတော့၃ပါဝါ၈နဲ့၉ရှစ်အတွဲနဲ့ဟိုဖော်မွေးအခု၄ချိန်မှာပဲကွက်တီပဲသူကတပုံထဲလှုပ်ချသွားတာဒီမှာ ခွန်ခွန်ရှိတို့ရကလင်နာမှာနှစ်ကပ်ပဲရှိတာဗရိတ်နှမျိုးပေါင်းကိုခွန်ခွန်ရှိတို့ရနှလုံးပေါင်း၄တန်ကြောင့်ခွန်ခွန်ရှိတို့ရနှလုံးပေါင်း၄တန်ကြောင့်ဗရိတ်နှမျိုးပေါင်းကိုဆိုတော့ဒီ၄ချိန်ပါပဲဟောဒီမှာ၈နဲ့၉၈နဲ့ဗရိတ်၁နဲ့၄၈၉လေးနဲ့ပေါင်းတော့ကိုအဲအဲဗရိတ်နှမျိုးပေါင်းကိုပဲဖြစ်သွားတာနော်အဲအဲ့ဒါကနှစ်ကပ်စီးတွေကကြောက်ရတယ်ဆိုတာလေကျွန်တော်ပြခဲ့ဘူးပါတယ်ဟောဗျာအောင်ဆိုတော့ ဒါကဖော်မွေးနှမျောစီရတော့ကောင်းတယ်နော်ဒီကဏ္ဍမျိုးကဘာလို့လဲတကွက်တဲ့ထိုးရမှာတကွက်တဲ့ထိုးရမယ်ကဏ္ဍမျိုးတွေကြံပါသေးတယ်အဲ့ဒီ line ကြီးကပဲကျွန်တော်ငါးကတ်ဒီမှာစောင့်နေရလေ၄နောက်ပိတ်နဲ့၃ညပရိတ်တို့ဟုတ်လား၆နောက်ပိတ်နဲ့၃ညပရိတ်ရန်၄နောက်ပိတ်နဲ့၃ညပရိတ်အဲအဲ့ကောင်နေရလေလာဖို့ကရခိုင်တို့များတယ်တော့အခုသူဒီခွင်ကသူဆော့သွားပြီဖြစ်တဲ့အတွက်ကြောင့်၄နောက်ပိတ်နဲ့၃ညပရိတ်မွေးနိုင်တဲ့သူကဆက်ကွက်မွေး ကျွန်တော်တို့ကတော့တပတ်တစ်ခါကိုကီးနဲ့ကိုပရိတ်နဲ့ကိုကြည့်ပြီးတော့ကျွန်တော်တို့ကလေးနောက်ပိုင်းနဲ့ဟာကိုကင်ရမှာဟုတ်လားအဲ့တော့လေးနောက်ပိုင်းနဲ့ဒီလိုင်းကနေလောလောဆယ်ကျန်နေတာတုံညာပရိတ်6နောက်ပိတ်တုံညာပရိတ်ရန်လေးနောက်ပိတ်6နောက်ပိတ်တုံညာပရိတ်မထိုးနိုင်တော့လေးနောက်ပိတ်နဲ့နှစ်ကွက်လုံးလဲတုံညာပရိတ်ကကြာသွားနိုင်တယ်အဲ့ဒါကြောင့်မလို့ဟို နည်းနည်းတော့ဟို live show အမြဲတမ်းစောင့်ကြည့်ပြီးတော့အာယုံစိုက်ထိုးနိုင်တဲ့လူတွေကြရင်တော့သိပါပေါ့